ှာ तू อ่ะမျောလင်းချက်တွေเนาะညီကိုမောင်တို့မတော့အရင်မဲ့အဲ့ဒီအမမျောလင်းချက်တွေမဲ့ပြီးတော့ကိုကိုကိုတက်တည်ခြင်းနဲ့ထိစိတ်ဓာတ်တွေကျပြီးတော့ဒါမျိုးဖြစ်ခဲ့ဘူးပါတယ်တဲ့ဘာလို့လှုပ်ရှားမလဲဘလို့ရက်တီမလဲဘဝမှာငိုယိုပြီးဖြစ်ခဲ့တယ်ပေါ့နော်အဲ့နောက်ပိုင်းမှာတော့လူတွေကသူ့ကိုနှိမ်နေဒီလိုခက်ကလာကြီးမှာခလေး6ရောက်တော့မွေးတယ်ဆိုပြီးတော့သူ့ကိုအပြစ်တွေအများကြီးပေါ့နော်ပြောတဲ့အရာတွေကိုသူခံရပါတယ်ဒါမဲ့လည်းဒီခလေးတွေကိုသူဘလို့လုပ်မလဲပေါ့နော် ဒါမဲ့သူ့ရဲ့မိခင်ကတော့အသက်ရှင်တဲ့ဘုရားကိုတည်တဲ့သူဖြစ်တဲ့တွဲကြောင့်အမြဲတမ်းသူ့ကိုအားပေးတယ်နော်ဖျားပေးထားတဲ့သားသမီးတွေဖြစ်တယ်။ဒါတွေဟာကောင်းကြီးဖြစ်တယ်။ရှက်ဖို့မဟုတ်ဘူးစိတ်တက်ကြဖို့မဟုတ်ဘူးဆိုပြီးတော့အငြင်းတန်းအားပေးပါတယ်တဲ့။ဆွေမျိုးတိုင်းဝိုင်းကြတဲ့မှာလည်းအငြင်းတန်းငွေလည်းမရှိဘူး။ကလေးတွေကလည်းတိ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 လေးတွေနဲ့ဆိုရခါကျတော့နော်အငြင်းတန်းနှိမ်ခံရတယ်။နော်နောက်ဆုံးနေတဲ့နေရာကနေတော့မှမောင်းထုတ်ခံရတဲ့အဆင့်တွေသူ့မှာဖြစ်ခဲ့တယ်။ သူ့မှာအရန်ဝမ်းနဲ့ကြည်ခွဲတဲ့အရာတွေအများကြီးပဲရင်ဆိုင်ရတယ်။ဘာဆိုကျမကအဲ့ဒီအခြေအနေကလေးကသူတို့ကိုအင်းဝင်ကလေးလှုပ်ပြီးကျမပြူးစုလာတာဖြစ်တဲ့အတွက်ကြောင့်ဒီအခြေအနေတွေကိုကျမကအားလုံးမြင်တွေ့ပြီးတော့သူ့ကိုအများရန်တနာပေးခဲ့တာဖြစ်တယ်။ဒါပေမဲ့နော်ဖယားသခင်မဲ့တတ်နိုင်တယ်လို့ပြောပေမဲ့အဲ့ဒီအမဟာစပိန်လေးနဲ့တွားလာတာဖြစ်တဲ့အတွက်ကြောင့် တခြားသူတွေကလည်းသူ့ကိုဖျားချမခေါ်ချင်ဘူးเนาะငါတို့သွားတဲ့ဖျားချောင်းဆိုမလိုက်နဲ့ဘာဖြစ်လို့လဲဆိုငါတို့အချက်ကွဲတယ်ဆိုပြီးသူ့ကိုပြောပါတယ်ဒီနေ့မှာတော့ကျမစီရောက်လာပါတယ်ဆီယမားတို့အတင်းတော်လာပါဝင်လို့ရမလားကျမစပိလေးနဲ့လာတာဆိုတော့နော်ကျမကိုဆီယမားတို့လက်ခံနိုင်ပါမလားတဲ့လာမေးပါတယ်ဒါနဲ့ကျမလည်းရှိတာပေါ့နော်စပိနဲ့ပဲလာလာလမ်းလျှောက်ပဲလာလာဘာနဲ့လာလာအသက်ရှင်တဲ့ဖယောင်းကိုကိုယ်ွယ်ဖူလာတာအယံဝန်တပြီး ဒါပေမဲ့အကျိုးပို့လိုရဲဆိုရင်ပြောပါเนาะကျမတို့ဆရာနီဆန်းကအကျိုးပို့လုပ်ပေးမှဖြစ်တယ်။ဒါကြောင့်စိတ်သက်သာဆရာမလို့အငဲဆရာမလို့ဘူး။ဒါနဲ့ကျမမှာကလေး6ယောက်ရှိတယ်တဲ့။ဆရာမတို့အရှက်ရစေမယ်ဆိုရင်တော့ဖျားချောင်းမလာဘူးလို့ပြောပါတယ်။ဒါနဲ့ကျမဟာဒါအရှက်ရဆရာမမဟုတ်တာเนาะဖျားသခင်ကအကောင်းကြီးပေးတာဒီလောက်ကလေးတွေအများကြီးနဲ့ ဘလောက်ဝမ်းသာစရာကောင်းတယ်လေဒါကြောင့်ဒါရှက်ရမယ့်အရာမဟုတ်ဘူးဂုံယူရမယ့်အရာဖြစ်တယ်နော်ဖရာသခင်ကအမောက်ကိုစိတ်ချလို့နော်ဒီလောက်ကလေးတွေကိုအပ်လိုက်တာဖြစ်တယ်ဖရာစိတ်ချလို့အပ်တာလို့နော်ဒါကြောင့်ဖရာဘက်ကိုလှဲ့မယ်ဖရာကိုရွေးတယ်ဆိုကြတဲ့ကဒါဂုံယူစရာဖြစ်တယ်ကျမအားပေးအားပေးရင်းနဲ့အသင်းတော်မှာလာပါဝင်ရင်းနဲ့ ကျွန်မနဲ့လည်းတာ၍ယင်းနီးလာပြီးတော့တော့တင်းသူတင်းသားရဲ့နဲ့ယင်းနီးလာတဲ့အခါမှာအယံဝမ်းတာပြီးတော့ဖယားသခင်နိုင်ငံတော်အတွက်သူဟာဆက်ကပ်ပါတယ်ဆိုတော့တပြက်စီလေးပဲလှဲရလှဲရသူလာဆက်ကပ်တယ်သူ့ရဲ့အလုပ်တွေရှင်လည်းပြစ်ချခဲ့ပြီးအေးဝင်ကလေးသွားရင်လည်းတောက်လျှောက်လိုက်တယ်ဒါရင်မကပါဘူးအခုတရားဟောတဲ့အခါမှာအနောက်ကပန်းအိုးလေးတွေဆိုရင်လည်းအဲ့ဒီအမကလေး6ယောက်နဲ့သူ့မှာခတ်တဲ့ရာတွေရှိပါတယ် ဒါပေမဲ့အဲ့ဒီပန်းအိုးသူကအပန်းတိုင်းသူပါဝင်တယ်နော်ဆိုတော့ပန်းအိုးတိုးအိုးဆိုတာလည်းပတ်စံကုန်ပါတယ်ကလေး၆ယောက်မိခင်အနေနဲ့နော်ចောင်းသားလေးတွေလည်းចောင်းတက်နေတဲ့သူတွေလည်းရှိတဲ့အခါမှာသူတွက်ခတ်ပါတယ်နော်အပတ်တိုင်းမှာ2000လောက်ဆိုလည်းညီကောင်မောင်မတို့ဒါခတ်ပါတယ်နော်သူပင်ပန်းပြီးအလုပ်လုပ်တဲ့အရာဖြစ်တယ်ဒါပေမဲ့သူအဲ့လိုဖျားနိုင်ငံတော်ဆက်တက်တဲ့အခါမှာနော်ကျမဝယ်မယ်ဆိုတော့သူလက်မခံဘူးပေါ့နော်သူပါဝင်ချင်တယ်ကဲဟုတ်ပြီဖျားနိုင်ငံတော်မှာရေတခွက်တိုင်းတော့အကျိုးမနေဘူးလို့ပြောတယ် ဲ့တော့ဘေကာနာကပဲပါဝင်ပါဝင်ဘုရားသခင်ချီးမြောက်လေကောင်းချီးပေးလိုက်မယ်နော်ကျမလည်းတက်တေခံပေးတယ်ခွန်အားပေးတယ်အားပေးတယ်အဲ့ခါမှာသူဘုရားကိုသစ္စာရှိရှိသွားရင်းနဲ့ဒီကြားထဲမှာသူ့မွေးနေဖြစ်တဲ့ခါမှာနော်ဆိုတော့တမိတယောက်ကလည်းနိုင်ငံခြားရောက်သွားပြီဒီကြားထဲမှာအနေနဲ့လေးအရွယ်ရောက်လာတော့နိုင်ငံခြားမှာအလုံးလုံးပဲဆိုသွားတယ်တားတယောက်ကလည်းတာချီလေးကိုသွားတယ်တဲ့အဲ့ဒီမှာအသင်းတော်တစ်ခုကိုရောက်ပြီးတော့ ဖခင်နဲ့အရင်ရင်းနှီးသွားပြီးတော့ဖုန်းဆက်ရင်တော့အမေကိုဖခင်ရဲ့ကောင်းမြတ်ချင်းချောင်းတွေပဲပြောတယ်တဲ့ဒါနဲ့ဒီသားနဲ့သမီးနဲ့ကပေါင်းပြီးတော့မှသူ့ကိုမွေးနေ့လက်ဆောင်ကြီးပို့ပါတယ်နော်ပတ်စံပန်းစီအကြီးကြီးပဲနှစ်စီးကိတ်မုတ်လည်းနှလုံးအဲ့ကိတ်မုတ်ထဲမှာလည်းပတ်စံနေစုစုပေါင်းတန်ကြီးရတော့15သိန်းခုပေါ့နော်ဒါနဲ့ကလေးတွေကအဲ့ဒီလိုပေါ့နော်ပြီးတော့အစာလေးရောပါတာပေါ့အမေကိုဘလို့ချစ်တယ်ဒါတို့သမီးတို့တို့ဘလို့အသက်ရှင်ပေးပါဦးအဲ့ဒါကြီးပြောတဲ့အခါမှာ သူကအဲ့ဒီຢာတွေကိုကျမစီပြချင်လို့လို့ဖုန်းဆက်ပြီးအပြေးလွှားကျမစီရောက်လာပါတယ်။ဒါနဲ့ကျမလည်းသူ့ရဲ့တသိခံချက်တွေနားထောင်သူလည်းမျက်ရည်ကျကျမလည်းမျက်ရည်ကျတာပေါ့နော်။ဘာလို့လဲဆိုတော့ကြည်စံငါတို့ဖယားဟာတရားတော်ဖယားပါလား။ကျမအားပေးခဲ့တဲ့အတိုင်းလူတကာနော်အမောင်နှိမ်ပေမဲ့ဖျားခေထိတ်ဆုံးထီတနေ့ချင်းမြောက်မယ်။အဲ့ဒီခါမှာအခုတော့အားလုံးကဘာဖြစ်လဲဆိုတော့သူ့ကိုအားကြရတယ်။ ဘုရားသခင်နာမတော်သည်ဘုန်းကြီးပါစေအားလုံးထဲမှာအစဉ်ပြေဆုံးသောသူဖြစ်လာတယ်သူများတွေကိုလိုအပ်တဲ့သူကိုပေးကမ်းလာနိုင်တဲ့အဆင့်ထိဘုရားသခင်ကပို့ပေးလာတဲ့အခါမှာဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကျွန်မမချီးမွမ်းမနေနိုင်တော့သူဝမ်းမြောက်နေတယ်လို့ကျွန်မလည်းဝမ်းမြောက်နေတာဒါဆိုတော့ငါတို့ဘုရားအသက်ရှင်မလားအားပေးခဲ့တဲ့အတိုင်းနဲ့တကယ်ဖြစ်လာတယ်ကြည်စမ်းဒါနဲ့အားလုံးကလည်းနော်သူကိုအားကြတယ်ဟာဝမ်းမြောက်စရာကြီးနော်လို့ပြောကြတာဖြစ်တယ် အဲ့တော့ကျမအခုနော်ဒီမှာနှုတ်ကပတ်တော်မှာလည်းတွေ့ရတယ်။ထာဝရဘုရားသည်တရားတော်ဘုရားသခင်ဖြစ်တော်မူ၏တဲ့ပြောချင်တာလေ။ကျမတို့နှိမ်ခံခဲ့ရတဲ့ဘဝတွေဘလို့ပဲရှိခဲ့ရှိခဲ့။သူများပြစ်ပယ်ခံရတဲ့ဘဝတွေဘလို့ပဲရှိခဲ့ရှိခဲ့။အရေးကြီးဆုံးကတော့အသက်ရှင်တဲ့ယေရှုဘုရားကိုရဖို့ပါ။ဟာလေလုယာယေရှုခရစ်တော်နဲ့ကျမတို့သွားတက်ဖို့ပါ။အဲ့ဒီဘုရားသခင်ကိုဖယံပြီးတစ္ဆာရှိရှိကိုးကွယ်ပြီးတော့နှုတ်ကပတ်တော်တွေဝန်ခံရင်းနဲ့သာသွားမယ်ဆိုရင် ဒီဖရာဟာတရားတော်ဖရာသခင်ဖြစ်တယ်။သင်ဘဝဘလို့ပဲနေကြခဲ့နေကြခဲ့ဖရာသခင်ချီးမြှောက်ဖို့ရန်အစင်သစ်ရှိနေတော်ဖရာသခင်ဖြစ်ပါတယ်။ဟာလေလုယဖရာသခင်နာမတော်ဒီပုံကြီးပါစေ။ဟုတ်ကဲ့ပါကျမတို့ line ကလည်းတစ်ဖက်မှာကျသွားပြီ YouTube ကလည်းနှစ်ပိုင်းဖြစ်သွားတယ်ဒီနေ့နော်။ဘာပဲဖြစ်ဖြစ်အသက်ရှင်တဲ့ဖရာရဲ့နှုတ်ကပတ်တော်ကိုကျမတို့တွေစင်ကြင်ခွင့်ရတယ်။ကျေးဇူးတင်ပါတယ်။အားလုံးအားလုံးပဲဖရာသခင်ကောင်းကြီးပေးပါစေ။ ဆိုတော့ Facebook မှာတော့ line ကြသွားပြီတင်တယ်เนาะ line မရတော့ဘူးဟုတ်ကဲ့ပါဒါဆိုရင်တော့ခဏလေးဟုတ်ကဲ့ပါအဆုံးတက်ပြီးမှ లైన్ ရပြန်ရတော့เนาะဒါကြောင့်အဆုံးလေးပြန်တက်လိုက်ပါမယ်เนาะ YouTube ကညီကောင်တို့မှာတင်ဒါကြောင့်ဘဝမှာဘလို့ပဲသူများတင်ကိုပြစ်ပယ်ပြစ်ပယ်ဘလောက်ဝမ်းနေကြေကွဲဖွဲ့ရအတိတ်မှာတင်တွေးကြုံခဲတွေးကြုံခဲ ဘလောက်ပဲသူများနှိမ်ခံတဲ့ဘဝတွေဆင်းရဲကြက်တဲမှုတွေဘလောက်ပဲရှိရှိပါယေရှုကိုယားပြီးဆိုရင်တော့အဲ့ဒီဖျားကိုတစ္ဆာရှိရှိကိုးခွဲရင်းနဲ့နှုတ်ကပတ်တော်တွေဝန်ခံပြီးကျမတို့သွာလာမယ်ဆိုရင်တော့ဘုရားသခင်ကကျမတို့ကိုချီးမြှောက်ကောင်းကြီးပေးဖို့ရန်အတွက်အစင်သစ်ရှိနေသောဘုရားသခင်ဖြစ်တယ်ဆိုတော့အားပေးခြင်းနဲ့ဒါကြောင့်နော်ရေဖတ်တာလို့ဝမ်းနဲ့ကြည်ကွဲတဲ့အရာတွေနော်အများရဲ့စွန့်ပယ်ခြင်းခံရတာတွေအနှိမ်ခံရတဲ့ဘဝတွေအတွက် စိတ်တက်မကြပါနဲ့เนาะကျမတို့မှာယေရှုဖရာရှိတယ်အဲ့ဒီဖရာနဲ့တွေ့တဲ့သူကိုဖရာကထိတ်ဆုံးမှချီးမြောက်တယ်အာမင်တစ်ချိန်လုံးကကျမရဲ့ဘဝတက်တာမှာလည်းစီးပွားရေးတွေကျဆင်းတဲ့အခါမှာအဲ့လိုပါပဲเนาะစီးပွားရေးတွေကျဆင်းပြီဆိုတော့ကြွားတဲ့လူတွေအရန်ဖရာသခင်ပို့ပေးတာပေါ့เนาะဒါတွေဟာကိုရောနဲ့နီးစိမ်မှာမဟာတွန်းအားပါအာကြွားတဲ့လူတွေပို့ပေးတယ်เนาะကိုအထင်သေးတဲ့လူတွေကိုပို့ပေးတယ်အဲ့ဒီခါမှာဘာဖြစ်လဲဖရာနဲ့နီးစိမ်တဲ့မဟာတွန်းအား ဒါနဲ့ကျမဝင်ခံခဲ့တယ်။စာတော့ကတော့6ဆိုးတာပေါ့။ငါပတ်စံရှိတဲ့တနေ့တွေ့မယ်ပေါ့။နော်။ဒါပေမဲ့အဲ့ဒါဟာဘုရားမျက်မှောက်တော်ထဲမှာရှက်စရာကောင်းတယ်ဆိုတာသိလာတယ်။ဘုရားကကျမကိုပြုတ်ပြစ်ပေးတဲ့ခါမှာဘာကလစားချေခြင်းစိတ်မရှိတော့ဘူးနော်။အဲ့ဒီခါကျမဘုရားသခင်ကကျမကိုကောင်းကြီးတွေပေးတော်ဘုရားသခင်ဖြစ်တယ်။ကျမဝင်လဲဝင်ခံခဲ့တယ်။ဟုတ်တယ်သူတို့လိုရွှေမရှိဘူးငွေမရှိဘူးเนาะသူတို့ပိုင်ဆိုင်ထားသလိုမျိုးအရာတွေငါ့မှာဘာမှမရှိဘူးဒါမဲ့ငါ့မှာပါရှိလဲဆိုတော့ ယေရှုရှိတယ်။အာမင်။အဲ့ဒီယေရှုကြောင့်ငါဟာထိတ်ဆုံးထိရောက်မဲ့သူဖြစ်။ယေရှုကြောင့်ငါဟာမျက်နှာသာပွင့်လန်းမဲ့သူဖြစ်တယ်။ကျွန်မဝန်ခံတယ်။နော်။တချို့ကငွေကြောင့်လူတွေဝိုင်းလဲပြီးဝိုင်းဝိုင်းလဲခြင်းခံရပေမဲ့ကျမယေရှုကြောင့်ဝိုင်းဝိုင်းလက်ချင်းခံရမယ်လို့ဝန်ခံတာဖြစ်တယ်။အာမင်။ဒါနဲ့တကယ်ပဲနော်။အဲ့ဒီယေရှုကိုရတဲ့အခါမှာညီကောင်မတို့ကြည့်။မျက်နှာသာခံစားရတယ်။ နော်မျက်နှာကခံစားပြီးတော့မှလူတကာရဲ့ချစ်ခင်မှုတွေလေးစားမှုတွေခံရတယ်ဘာလို့ကြောင့်လဲဆိုတော့ယေရှုကြောင့်ဖြစ်တယ် အခုဆိုရင်တော့ယေရှုကြောင့်နော်ဘယ်သူမှကျွန်တော်ကိုမနှိမ်ရဲတော့ဘူးဟာလေလုယာယေရှုကြောင့်မလို့သူများတန်းတူကောင်းကြည့်တာလွန်နဲ့ကောင်းကြည့်တော့ခံစားရတယ်။ဘုရားသခင်ရဲ့နိုင်ငံတော်ထဲမှာငြိမ်ငြိမ်သက်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့အမှုတော်ဆောင်ခွင့်ရတယ်။ဘေးကန်းစွန့်ကျဲနိုင်တဲ့သူ ဖြစ်လာတယ်။အရာခတ်သိမ်းကိုယေရှုကြောင့်သက်ဆွဲနိုင်တော်သူဖြစ်လာတယ်။အာမင်။ဒါကြောင့်ဘုရားမှာဘာတွေပဲကြုံခဲ့ကြုံခဲ့ပါအဲ့ဒါကကိုရောနဲ့နီးစေတဲ့တွန်းအားပါ။ နော်အမျက်ကတော့ယေရှုကိုရတော့တာအမျက်ပဲကိုရောနဲ့တာရွင်းနီးသွားတာအမျက်ပဲဒါကြောင့်ဘဝမှာလူဖြစ်ခွင့်ဟာတစ်ခါလေးပဲဒါပေမဲ့အဲ့ဒီတစ်ခါမှာအရာရာမှာနင့်ကြတိမ်ငယ်ပြီးတော့ခံစားချက်တွေနဲ့အသက်ရှင်ဖို့မဟုတ်ဘူးခံစားချက်တွေရဲ့အထက်မှာဘုရားကိုကိုးကွယ်ပြီးတော့နော်ယေဖသလိုပဲအထုတ်ကိုပြန်ရောက်ဖို့ရတော့အရေးကြီးတယ်အာမင်အဲ့ဒါဘလိုနည်းနဲ့ပဲရောက်နိုင်တာလဲယေရှုအားဖြင့်ပဲရောက်နိုင်တယ်ဘာလို့ဆိုတော့သူများရှိတယ်လို့ငွေကျမတို့မရှိဘူး ကိုထက်ပညာတက်တက်လူတွေရမ်းများတယ်သူများတက်တယ်လို့ကိုမတက်ဘူးเนาะသူများလို့လည်းကိုဘာမှမလုပ်နိုင်ဘူးဘာရှိလဲယေရှုရှိတယ်အရင်ကြီးอ่ะအဲ့တော့ကိုရောနဲ့တာရွေးစုတောင်းမယ်နောက်ကဘက်တော်တွေတာရွေးဝန်ခံပြီးတော့ကျမတို့သွားမယ်ဆိုရင်ကျမတို့ထိတ်ဆုံးရောက်မှာဖြစ်တယ်ဘုရားသခင်နာမတော်ဒီဘုံကြည့်ပါစေဒါကြောင့်ရေဖက်တာလို့ပြောရတယ်เนาะကျမတို့ဘယ်နှယောက်ကြုံခဲ့လဲတော့မသိဘူးဝမ်းနဲ့ကြည်ခွဲခွဲရခံစားချက်မကောင်းတဲ့ရာစိတ်တက်ကြတဲ့ရာဆွေမျိုးတိုင်းဝိုင်းနဲ့မှနှိမ်နေရတယ် ဒါတွေတော့စိတ်ထဲမကြပါနဲ့ကျွန်တော်တို့ဟာအသက်ရှင်တဲ့ယေရှုဖခင်ကိုရတဲ့သူတွေဖြစ်တယ်အချိန်တန်တဲ့ခါမှာဖခင်သခင်ကချီးမြှောက်မှာဖြစ်လူတကာပြန်အားကြရတဲ့အခွင့်ဖခင်ခင်ပေးမှာဖြစ်လူတကာကျွန်တော်တို့ရဲ့အကူအညီလိုအပ်လာတဲ့အထိဖခင်ခင်ချီးမြှောက်မှာဖြစ်တယ်မလိုပါဘူးလို့ပေတဲ့လူတွေကအကူအညီလိုကိုလိုတယ်ဆိုပြီးတင့်ကိုပြန်ခေါ်လာတဲ့နေ့ရက်ကိုဖခင်သခင်ပြင်ဆင်ပေးမှာဖြစ်တယ်ဘာလို့ဆိုတော့ယေရှုဖခင်ဟာတရားသောဖခင်ဖြစ်နေလို့အမေသင်မတရားခံခဲ့ရတဲ့အရာတွေဖခင်သခင်ကောင်းကောင်းသိတယ် တင်ဝမ်းနေခဲ့တဲ့နေ့ရက်တွေဖျားသခင်ကောင်းကောင်းသိတယ်။လူတွေတင့်ကိုစွန့်ပယ်ခဲ့တဲ့နေ့ရက်တွေဖျားသခင်ကောင်းကောင်းသိပြီးတော့ကိုတော်ဟာတရားတော်ဖျားဖြစ်တယ်။ဒီနေ့တော့တင်ဟာဖျားနဲ့တာမှန်မဲဆိုရင်တင့်ကိုဖျားသခင်ကချီးမြှောက်ဖို့ရန်စောင့်ကြိုနေတော်ဖျား။ဂျေစုပြုဖို့ရန်စောင့်ကြိုနေတော်ဖျားဖြစ်ပါတယ်။ဟာလေလုယာယေရှုဖျားနာမတော်ဒီဘုန်းကြီးပါစေ။ဒီလောက်တောင်းမြတ်တဲ့ဖျားကိုကျွန်တော်တို့ကိုးကွယ်ခွင့်ရတာဂျေစုတော်ပဲ။ကျွန်မဘဝမှာဘာမှမရှိဘူးယေရှုပဲရှိတယ်။ ဒါပေမဲ့အဲ့ဒီရေရှုကိုရတာရောင်းဝမ်းပါတယ်။အရာရာမှာလွတ်ချင်းခွင့်အရာရာမှာမျက်နှာသာရတယ်ချီးမြှောက်တယ်ကောင်းကြီးတွေအရန်ခံစားရတယ်ဘုရားကိုရဲကျေးဇူးတင်တယ်။လူတကာလည်းမှာမျက်နှာပန်းရတဲ့အခွင့်ကိုဘုရားသခင်ပေးတယ်။ကျေးဇူးတော်ကြောင့်နော်အဲဒါကြောင့်ကျမဘွားရဲနေယေရှုကိုလာပယ်လိုက်မယ်ဆိုရင်တော့အမလေးနော်တွေးတော့မတွေးရဘူးနော်ကိုရောအရှိမကြောက်ပဲကြာမှာပဲနော်ကိုရောဒါမရှိရင်တော့မဖြစ်ဘူးလမ်းလဲပြောက်မှာပဲ ဒါကြောင့်အရာရာယေရှုကြောင့်နော်ဘဝလုံခြုံစိတ်ချပြီးတော့ဝမ်းမြောက်ခြင်းနဲ့ခံစားနေရတာကိုရောကြောင့်ဒါကြောင့်ချီးရတဲ့ညီကိုမောင်မတွေဘလောက်ဖဲနော်ကျမတို့ဘဝမှာအားငယ်စရာတွေတိတ်ငယ်စရာတွေပြစ်ပယ်ခံခြင်းတွေဘာတွေပဲကြုံကြုံယေရှုကြောင့်တင်ဟာတနေ့တော့အထုကိုချီးမြောက်ခြင်းခံရမဲ့သူဖြစ်တယ်ဆိုတာစိတ်ချယုံကြည်နိုင်ဖို့ညီကိုမောင်မအရောက်ချစ်စီတိုင်းဖျားခေကောင်းကြည့်ပေးပါစေဒါဆိုခဏလေးဆူတောင်းမယ်နော်ဆူတောင်းရအောင် ဖျားသခင်ထာဝရဖျားကိုရောကိုကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်တယ်ဒါသမီးတို့အတိတ်တစ်ခါခွားဖြစ်စေတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဒါသမီးတို့ဘဝအတ္တတာတွေမှာတကယ်ပဲရေဖက်သားတို့လိုမျိုးပါပဲမတူညီတာမတူညီတာပါကိုရောဝမ်းနဲ့ကြည်ကွဲမှုတွေစွန့်ပြစ်ခံခြင်းတွေဒါသမီးတို့လည်းခံစားခဲ့ရတာပါတို့တော်လေဖျားသခင်ကောင်းမြတ်တယ်ဒီရအားလုံးဟာကိုရောနဲ့နီးစိတ်ခဲ့တဲ့မဟာတွန်းအားပါ။ဒါကြောင့်ဒီအချိန်လေးများကိုတွေ့ကြုံပြီးတဲ့သူတွေလည်းရှိမယ် တွဲကြုံနေစေသူတွေလည်းရှိမယ်မတွေ့သေးဘဲနဲ့အနာဂတ်မှာကြုံလာနိုင်ပါတယ်ဒါကြောင့်သားသမီးတို့အယောက်ချစ်စတိုင်းကိုမတူညီတဲ့ပုံစံမျိုးနဲ့ခွန်အားပေးတဲ့စကားပြောတဲ့အရာတွေအတွက်ယေရှုဖျားကိုရောကိုကျေးဇူးတင်တယ်ဒါကြောင့်အမျက်ကတော့ယေရှုဖျားကိုရောကိုရရှိခြင်းပါကိုမလိုချင်တဲ့အရာတွေမကြုံချင်တဲ့အရာတွေကိုမခံစားချင်တဲ့အရာအလုံးဟာကိုရောနဲ့နီးစေတဲ့မဟာတွန်းအားဖြစ်စေတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ကိုရောနဲ့နီးလာတဲ့အခါမှာတော့အရာရာဟာပြောင်းပြန်ဖြစ်သွားတယ် အနေဆုံးလို့ထင်ခဲ့ပေမဲ့ကိုတော်နဲ့တွေ့သွားတဲ့အခါမှာတော့အထုပ်ကိုပြန်ချိမြောက်ရတဲ့ချိမြောက်ခြင်းကိုခံစားရတဲ့ဘဝတွေဖြစ်လာတယ်။ကိုတော်ဖျားကိုကျေးဇူးတင်တယ်။ကိုတော်ပေးတဲ့မျက်နှာသားတွေလုံခြုံမှုအလုံးစုံတော့ကျေးဇူးတင်တယ်။တနေ့တော့ဒီနေ့ဝမ်းနဲ့ကြည်ကွဲနေတဲ့သူတွေငါဘဝအနေဆုံးမှလို့ခံစားနေတဲ့သူတွေသူများရဲ့ပြစ်ပယ်ခြင်းခံစားတဲ့သူတွေဒီကနေ့မှဝိညာဉ်တော်ဖျားစကားပြောပါ။တနေ့တော့ယေရှုဖျားကငါ့ကိုထိတ်ဆုံးထိချိမြောက်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ဖို့ကိုရောဖျားအရောက်ချင်းစေတိုင်းကိုကောင်းချီးပေးပါ။ဘာလို့လဲဆိုတော့ကိုရောဟာတရားသောဖျားခင်ဖြစ်တယ်။ကိုရောဖျားကိုသစ္စာရှိရှိကိုးကွယ်နေတဲ့ကိုရောသားသမီးတွေကို။အိုးမတရားတဲ့သူတွေရဲ့ဖြစည်းမှုထဲမှာခံခိုင်းမှာမဟုတ်ဘူး။တနေ့ကိုရောချီးမြှောက်မှာဖြစ်လို့ကျေးဇူးတင်တယ်။လောကမှာလူသုံးလုံးတဲ့လူတွေလည်းအများကြီးပါတယ်။ဒါပေမဲ့ကိုရောဟာတရားသောဖျားပါ။ဘာပဲဖြစ်ဖြစ်သားသမီးတို့ လှုပ်ဆောင်ပေးလိုက်ရင်ကိုရောချင်းမြောက်မယ်ဆိုတာယုံတယ်ကိုရောအဲကြောင့်နှုတ်ကပတ်တော်နဲ့သားသမီးတို့ကိုအမြဲတမ်းစကားပြောတယ်ဘလို့နေထိုင်ရမလဲဆိုတာနှုတ်ကပတ်တော်နဲ့သင်ပေးတယ်ဉာဏ်ပညာရှိပြီးပါနဲ့နိုင်သောသူများဖြစ်ဖို့သင်ပေးတယ်နှုတ်ကပတ်တော်ရဲ့နည်းနည်းတဲ့လှုပ်ဝှက်ချက်များကိုရောခေါ်ပြပေးတယ်ကောင်းကြီးခံစားဖို့ရဲ့နည်းလမ်းများကိုလည်းကိုရောပေးတယ်ဒါကြောင့်ယေရှုဖျားကိုရောသိကျေးဇူးတင်တယ်ဒီနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်ပါတယ်ကျမ်းနာခံယူလိုက်တဲ့ကိုရောသားသမီးရောက်ချစ်စေတိုင်းကောင်းချီးဖြစ်ရပါမယ်အကြောင်းကျေးဇူးပြုပါ ကျေးဇူးတော်ပေါင်းရေတွက်ချီးမွမ်းရင်နှုတ်ကပတ်တော်အဆုံးသတ်တဲ့အခါမှာတပါရီတာတော်သခင်ယေရှုနာမ၌သုတောင်းဆက်ကအနှံ့ရင်အဆုံးသတ်ပါရယ်အဖဖျားသခင်အာမင်အာမင်ကျေးဇူးတင်ပါတယ်အားလုံးပဲဖျားသခင်ကောင်းချီးပေးပါစေအဲ့တော့ကျမတို့ဒီနေ့ကတော့တနင်္လာနေ့ဖြစ်ပါတယ်လို့เนาะဒါကြောင့်ကျမတို့ည6:00နာရီ9:00နာရီတိကျမ်းစာသင်ခြင်းစီစဉ်ရှိပါတယ်ကျမတို့เนาะနှုတ်ကပတ်တော်လေ့လာမယ့်အစီအစဉ်ရှိပါတယ် Zoom ID လေးကျမပြောပြချင်ပါတယ် ည6:00နာရီ9:00နာရီထိเนาะမိသူမဆိုပါဝင်လို့ရပါတယ် ID ကတော့9322688293ဖြစ်ပါတယ်9322688293ဖြစ်ပါတယ် 93922688ဖြစ်တယ် passport ကတော့1ဖြစ်ပါတယ်ဒါကြောင့်အားလုံးပဲเนาะပါဝင်ဖို့ယေရှုနာမ၌ခေါ်ဖိတ်တယ်မပါဝင်နိုင်သေးတဲ့ဒီကိုမောင်နှမတွေတော့လက်ဖြတ်3နိုင်မှာကျမတို့ပြန်တွေ့ပါမယ်ပြီးရင်ငလျင်ပေးတဲ့ပြည်သူတွေเนาะကျမတို့အကူညီဖို့ရအတွက်ဆန္ဒရှိတာဖြစ်ပါတယ် ဆိုတော့ကျမတို့မြေမြို့ဆေးရုံမှာသွားပြီးစုံစမ်းတဲ့ခါမှာကျမတို့အယောက်တစ်ထောင်တောင်မှရှိတာဖြစ်ပါတယ်เนาะအဲ့တော့အယောက်တစ်ထောင်ရှိတယ်သို့တော်လည်းမနက်ထမင်းညထမင်းလှူမဲ့သူလေးတွေရှိသေးတယ်သူတို့ကျမတို့ကိုရက်ဆွဲပေးတဲ့နေ့ကတော့ကျမတို့တကြံရက်ဖြစ်တယ်အဲ့တော့ကျမတို့တင်းတော်မှာလည်းတကြံမှာတင်းနှန်းရှိပါတယ်ဒါလေးလည်းကြီးညာပေးချင်တယ်เนาะ အဲကျမတို့တကြံတင်တန်းရှိတာဖြစ်ပါတယ်လေးရက်တာတင်တန်းကျမတို့တွေပြုလုပ်သွားမှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့အသင်းတော်မှာလည်းတကြံတင်တန်းရှိတယ်အဲ့ဒီနေ့ထက်တဲ့ခါကျတော့ကျမတို့ကနော်သွားလှူဖို့ရန်အတွက်အခက်အခဲရှိတယ်ဘာလို့တော့တနေ့ကုန်အချိန်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်လေဆိုတော့နော်ဒီလိုအလုံးပတိအားလုံးပိတ်ရမှာပဲနှုတ်ကပတ်တော်တွေကျွဲဝါဆိုတာအလုံးကခံယူနိုင်တာဖြစ်တဲ့အတွက်ကြောင့်အဲ့တော့အဲ့ဒီရက်မှာအဆင်မပြေနိုင်ဘူးအဲ့တော့ကျမတို့ကတကြံမရောက်ခင်အရှိရက်ကိုပဲကျမတို့သွားချင်တယ် ဒီလိုဆိုရင်ကျမတို့ကအချောက်ချမ်းနေပဲပေးလို့မှရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ဆူတောင်းနေတယ်ညီကောင်မတို့တို့သိတဲ့အတိုင်းပဲလူကအရင်များရတဲ့အယောက်တစ်ထောင်နော်ကျမတို့ခွဲပြီးပေးဖို့လည်းခက်ခဲတဲ့အရာလေးတွေရှိတယ်ဘုရားသခင်ဘယ်လိုမျိုးပို့ဆောင်မလဲပေါ့နော်ဒီရက်ပိုင်းမှာကျမတို့အချင်းချင်းကြည့်ပါမယ်ဘုရားသခင်ကပြင်ဆင်ပေးတယ်ဆိုရင်လုံလောက်တယ်ဆိုရင်အယောက်တစ်ထောင်လုံးကိုเนาะကျမတို့အချောက်ချမ်းလေးတွေကျမတို့ပါဝင်မြတ်တာပြသွားမှာဖြစ်တယ်အဲ့လိုမှမဟုတ်တော့ဘူးဆိုရင်တော့ ကျမတို့ဘုရားခင်ပြင်ဆင်ပေးတဲ့ကောင်းကြီးနဲ့တကယ်ကိုတရားပြင်းထန်တဲ့စေကုသမှုတကယ်ခက်ခဲတဲ့သူကိုเนาะကျမတို့အဲ့လိုခက်ခဲတဲ့သူတွေကိုကျမတို့မေတ္တာပြသွားမယ်เนาะအဲ့လိုမျိုးပေါ့เนาะကျမတို့လည်းအမျိုးမျိုးတိုင်ပင်ပြီးတော့မှစဉ်းစားနေတယ်ဘာလို့လဲဆိုတော့လူကအယောက်တစ်ထောင်ဖြစ်တဲ့အတွက်ကြောင့်ကျမတို့မှဒီလိုမျိုးစဉ်းစားနေတဲ့အရာလေးရှိတယ်အဲ့တော့ဒီရက်ပိုင်းเนาะဒီရက်ပိုင်းတော့ကျမတို့သွားမယ် ဖျားသခင်ဘယ်လိုလမ်းဖွင့်ပေးမလဲအခုချိန်ထိစဉ်းစားလို့မရအောင်ပါဆိုတော့လူကအယောက်တစ်ထောင်ဖြစ်နေတဲ့အတွက်ကြောင့်ဖျားခင်ပြင်ဆင်ပေးရင်တော့ဝမ်ပတ်တသားနဲ့နော်အယောက်တစ်ထောင်လုံးကိုပေးလှူနိုင်မှာပေါ့လေနော်ဒါကြောင့်ညီကိုမောင်နှမတို့အယောက်ချင်းစီတိုင်းလဲဆက်ပြီးဆူတောင်းပေးပါနော်မိသူမဆိုလဲပါဝင်လို့ရတယ်ကောင်းချီတကားလေးကိုလဲဖွင့်ထားပါသေးတယ်ဆိုတာလေးကိုလဲပြောပြချင်ပါတယ်ကျေးဇူးလည်းအများကြီးတင်တယ်အားလုံးဖျားသခင်ကောင်းချီးပေးပါစေဒီချိန်မှာတော့ကျမတို့အားလုံးဆုတောင်းခြင်းနဲ့เนาะတတိယကြရအောင် ညီကောင်မောင်တို့မတော့ကျမဆိုရင်ငလျင်ဖေးတင်တဲ့လူတွေကိုကိုယ်တိုင်ကိုကြမျက်စိနဲ့မြင်ခဲ့ပြီးတော့သူတို့တွေဘလို့နေလဲဆိုတာသိတဲ့အခါမှာခေါင်းကြီးကမိုးရီရွာတော့မခံစားနိုင်တော့ဘာဖြစ်လို့လဲဆိုတော့အဲ့မှာဖုံတွေတလုံးလုံးเนาะအဲ့ဒီဘော်လုံးကွင်းတာပြောတယ်အားလုံးတဲတွေဖုံနေကြည့်ပဲအဲ့ဒါကြီးอ่ะเนาะမြေအမာလည်းမဟုတ်ဘူးလीเนาะ မြေပြော့ပြော့အကြီးလေးနဲ့အဲ့ဒါဖုန်လေးတဲလေးကြီးပဲမိုးရွာလိုက်တာနဲ့တော့တေးကြတယ်အဲ့ဒါရှွန်ပွက်တွေတထောင်လောက်အိုးပွက်တွေလူးမှပဲအဲ့တော့နော်လမ်းဘေးမှာဟလာကျုံဘေးမှာဆိုလဲလမ်းဘေးမှာအဲ့လိုပဲအုတ်နေရလေးနည်းနည်းရှိတဲ့နေရာလေးတွေမှာလမ်းဘေးတွေမှာလူတွေကတရပတ်မိုးလေးနဲ့ပဲနေတာလေတိုက်ပြီးဆိုတာနဲ့ဘာမှရမှာမဟုတ်ဘူးနော်မိုးကလည်းရွာတယ်ဘလို့မှလုံခြုံမှုရှိမှာမဟုတ်ဘူးဒါကြောင့်ကျမတို့တွေက ရာသီဥတုအတွက်လည်းဆူတောင်းပေးရအောင်ပူတော့လည်းတမျိုးခံစားရတယ်မိုးရွာတော့လည်းတမျိုးခံစားရတယ်ပြီးရင်ကျမတို့တချို့ဆိုအများကြီးငွေကြီးအမောက်တွေအများကြီးရတဲ့သူတွေရှိတယ်လေနော်အဲ့လိုလူတွေဆိုလို့ရှိရင်လည်းထိထိမိမိနဲ့နော်သူတို့ကိုတဲလေးတွေဆောက်ပေးတာမျိုးလို့ရှိရင်တဲ့ကောင်းမှာပဲလို့ခန်းစားမိတယ်เนาะဒါကြောင့်ကျမတို့ဒါလေးတွေဆူတောင်းပေးရအောင်เนาะပြီးရင် toilet တွေဆိုလဲတကယ်လိုအပ်တာဖြစ်တယ်ဒီလောက်လူအများကြီးဟိုတော့မှတစ်ခုနှစ်ခုလေးပဲရှိပြီးအရန်ခက်ခဲဖြစ်နေတယ် တွေ့ရေဒုက္ခတွေရောက်တယ်ငွေအများကြီးရတယ်လို့ကနော်အဲပေးလှူနိုင်တဲ့သူတွေကဒီလိုရေရင်းလေးတွေနော်ဆောက်ပြီးရေရင်းလေးတွေတူးပေးဖို့ဒီ toilet ကလေးတွေနော်ကျမတို့အဲမြန်မြန်ဆန်ဆန်နဲ့အသုံးပြုလို့ရတဲ့ဟာမျိုးလေးတွေနောက်ပြီးတဲလေးတွေထိုးပေးတာမျိုးနော်ညီကောင်တို့မတို့ထစ်ထစ်မိမိလေးတွေလှုပ်ပေးဖို့နည်းနည်းပပနော်နည်းနည်းပပဆိုတာတော့မှတော်ကုန်တာလေးနော်ညီကောင်တို့မတို့အဲ့လိုအစားအသောက်ဝေးနိုင်တဲ့လူတွေအစားအသောက်ဝေးပြီးတော့ ငွေအမောက်တအားအများကြီးရတဲ့သူကလည်းဒီလိုထိထိမိမိလေးတွေလုတ်ပေးနိုင်ဖို့ရန်အတွက်နော်ကျမတို့ဆူတောင်းပေးရအောင်မကြခင်မှာခဏလေးပဲတစ်လနှစ်လဆိုတော့မိုးရင်းရောက်လာတော့မှာ အဲ့ဒါဘယ်လိုလုပ်ကြမလဲပေါ့နော်ဆိုတော့အရန်ခန်းစားခတ်တယ်ဒါကြောင့်ကျမတို့တွေဆူတောင်းချင်းနဲ့နော်ကျမတို့ဒါလေးတွေပတိရပြီးဆူတောင်းပေးပါအားလုံးကလည်းဆူတောင်းနေမယ်ဆိုတော့ယုံမာတယ်ဒါပေမဲ့ကိုယ်တိုင်ကိုကြသွားလာလိုက်တဲ့အခါမှာကျတော့တကယ်ကိုလိုအပ်တယ်ဆိုတာကိုသိလာတာလေးနော်ဒါကြောင့်ကျေးဇူးများကြီးတင်တယ်နော်ဆူတောင်းပေးတဲ့ညီကိုမောင်နှမတွေဖတ်ဖတ်ကပါဝင်ပေးတဲ့ညီကိုမောင်နှမတွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်ဖခင်သားရွေးကောင်းကြည့်ပေးပါစေ တော့ကျမတို့ည6နိုင်နေ9နိုင်မှာနှုတ်ကပတ်တော်လေးလာခြင်းစီစဉ်မှာကျမတို့ပြန်တွေ့မယ်မပါဝင်နိုင်တဲ့ညီကောင်မတွေမနေ့ဖြန်မှာတွေ့ပါမယ်ကျေးဇူးများတင်တဲ့အားလုံးအားလုံးကိုဖျားသခင်သာ၍ကောင်းချီးပေးပါစေ